လုပ်ငန်းခွင်မှာပျော်ရွှင်မှုကိုတည်ဆောက်နိုင်မဲ့နီလန်၃ခုဒီဆောင်မကတော့ကုမ္ပဏီတွေအဖွဲ့အစည်းတွေအနေနဲ့လုပ်ငန်းခွင်မှာပျော်ရွှင်မှုကိုတည်ဆောက်နိုင်မဲ့နီလန်တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။လုပ်ငန်းခွင်မှာဝန်ထမ်းတွေကိုပျော်ရွှင်အောင်ထားရတာဘာကြောင့်အရေးကြီးတယ်လဲဆိုတာကိုအမျှော်မြင်ရှိတဲ့ခေါင်းဆောင်တွေကတော့နားလည်ပြီးသားဖြစ်ပါတယ်။ ဝန်ထမ်းတွေလုပ်ငန်းခွင်ပျော်ရွှင်ချမ်းမြေ့မှုအတွက်ကိုလည်းစူးစမ်းဆောင်ရွက်နေတာတွေတွေ့ရပါတယ်။ဒီအချက်တွေကတော့အဖွဲ့အစည်းအတွင်းမှာစစ်မှန်တဲ့ပျော်ရွှင်မှုကိုဖန်တီးပေးလိုတဲ့ခေါင်းဆောင်တွေအတွက်အာရုံစိုက်ရမယ့်နယ်ပယ်သုံးခုဖြစ်ပါတယ်။နံပါတ်၁ရည်ရွယ်ချက်တင်ဖွဲ့စည်းရဲ့ရည်ရွယ်ချက်ကဒီအဖွဲ့အစည်းမှာလောက်ကိုင်းနေတဲ့လူတွေခံစားရတဲ့ပျော်ရွှင်မှုနဲ့ခွဲခြားလို့မရနိုင်တဲ့ဆက်ဆက်မှုရှိတာကြောင့်ဒီအချက်ကိုရှင်းလင်းအောင်ပြုလုပ်ပါ ဒီရည်ရွယ်ချက်ကိုတက်နိုင်သမျှရိုးရှင်းအောင်ထားဖို့နဲ့အဖွဲ့အစည်းအတွင်းရှိ လူတိုင်းသိရှိနားလည်ဖို့ကအရေးကြီးပါတယ်။လုပ်ငန်းခွင်မှာရည်ရွယ်ချက်နဲ့ပျော်ရွှင်မှုပေါင်းဆက်စွမ်းအားကိုအသုံးချပြီးပါဝင်နိုင်မှုရည်ရှိတည်တတ်နိုင်မှုကုံထုံးမှုစွမ်းအားပိုင်ဆိုင်မှုနဲ့မဟာမိတ်ဖွဲ့မှုစတဲ့အနေပင်များကိုတိုးတက်စေဖို့တင့်ကုမ္ပဏီအနေနဲ့အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။နံပါတ်2လူများ တဘာဝဘေးအန္တရာယ်တွေကြောင့်စိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုနဲ့ကြောင်းရွံ့မှုတို့ကလူများကိုအရင်ကထက်လူမှုဆက်ဆံရေးကိုပိုမိုလိုအပ်စေတာကြောင့်အဖွဲ့များမှာပေါင်းတင်ဆက်ဆံရေးနဲ့ပျော်ရွှင်မှုရဲ့ခံစားချက်ကိုမြင့်တင်ဖို့လိုပါတယ်။ဒီအချက်ကိုလုံဆောင်ဖို့လွယ်ကူတဲ့နည်းလမ်းတစ်ခုကတော့အစည်းအဝေးတွေကိုပြန်လည်စဉ်းစားတာဖယ်ရှားတာဖြစ်ပါတယ်။ အိမ်မှာနေပြီးအလုပ်လုပ်တာကတချို့ work from home အလုပ်တွေပေါ့ပေါ့ပါပါစကားပြောဆိုတာဒါမှမဟုတ်လုပ်ဖို့ကိုင်းဘက်တွေနဲ့မျက်လုံးချင်းစုံတာစတာတွေမရှိတာကအစည်းအဝေးများစွာကိုတာဝန်မှုမရှိတဲ့ဖြစ်ရပ်များအဖြစ်ပြောင်းလဲစေခဲ့ပါတယ်။လုပ်ငန်းတစ်ခုမှာမူဝါဒတွေကအရေးကြီးတယ်လို့လူများကလည်းအရေးကြီးတဲ့အဓိကအချက်ဖြစ်တာကြောင့်အလုပ်ပဝင်ချိန်မှာကောင်းမွန်တဲ့ဆက်စံရေးတွေ၊စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေကောင်းမွန်စေဖို့ကခေါင်းဆောင်တွေအနေနဲ့ထည့်သွင်းစဉ်းစားရမယ့်အရာတွေဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာအပြန်အလှန်အကျိုးသက်ရောက်မှုရှိတဲ့အခြေအနေမျိုးဖြစ်ရမျိုးတွေကိုထည့်သွင်းစဉ်းစားသင့်ပါတယ်။ကျေပြန့်နေရှင်နေမှုကတအူးချင်းဆက်ဆံရေးကိုပြန်လည်နှုတ်ပြိုစေဖို့အခွင့်အရေးများဖြစ်စေတာဖြစ်လို့ဒါကိုအသုံးချနိုင်ပါတယ်။နံပါတ်3ချီးမွမ်းတာလူများကသူတို့လှုပ်ဆောင်တဲ့အလုံနဲ့အဖွဲ့အစည်းအတွင်းမှာသူတို့ပါဝင်တဲ့အရေးပါတဲ့အခမ်းကဏ္ဍအတွက်အတိအမှတ်ပြုခံရဖို့လိုအပ်ပါတယ်။ လုံတလောက်အတိအမှတ်ပြုမခံရတဲ့ဝန်ထမ်းတွေကစူးစမ်းခြင်းစိတ်ပျောက်ဆုံးလာပြီးအလောက်မှမပြောင်းမရွှင်ဖြစ်လာစေတဲ့အချက်တခုဖြစ်နေပါတယ်။အစည်းအဝေးမှာအဖွဲ့လိုက်ချီးမွမ်းလိုက်တာကလုံလောက်မှုမရှိတဲ့အပေါ်ရန်အရာသာဖြစ်တယ်လို့ပြောကြပါတယ်။အဲ့ဒီအစားပုံမိုပြီးပုံကိုရေးဆန်တဲ့နီလန်တွေနဲ့တဦးချင်းအဖွဲ့ငယ်များအလိုက်ချီးမွမ်းဖို့နီလန်ကိုရှာဖွေကြည့်ပါကိုစီမံခံခွဲမှုအောက်မှာရှောင်နေတဲ့လူတွေကိုထိုက်တန်ပြီးစိတ်ရင်းမှန်တဲ့ချီးမွမ်းမှုတွေကိုမျှဝေပေးပါ။ အနှစ်ချုပ်ဆိုရရင်လုပ်ငန်းအဖွဲ့အစည်းတွေကိုပြန်လည်အားပြည့်နိုင်တဲ့အင်အားကြီးတခုကတော့လုပ်ငန်းခွင်ပြောင်းရွှေ့မှုကိုတည်ဆောက်တာပဲဖြစ်ပါတယ်။ဒါကိုအမျှော်မြင်ရှိတဲ့ခေါင်းဆောင်တွေကကောင်းစွာအသုံးချနေကြပြီးဒီအင်အားကိုယူပြီးလုပ်ငန်းအဖွဲ့အစည်းကိုတိုးတက်ဖို့ကြိုးပမ်းနေကြတာပဲဖြစ်ပါတယ်။အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့လုပ်ငန်းခွင်မှာပြောင်းရွှေ့မှုကိုတည်ဆောက်နိုင်မဲ့နည်းလမ်း၃ခုကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ်လည်းဘလို့စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာလေးတွေပြောပြပေးအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရှိခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်